နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဆီးရီးယားနိုင်ငံရဲ့မြို့တော်ဒမက်စကတ်မှာခရီးယန်ဖျားကြောင်တကြောင်အသေခံဘုံခွဲခံရပြီးအနည်းဆုံးလူပေါင်း20သေဆုံးခဲ့ရက52ယောက်တရားရရှိသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖျားကြောင်ကိုမနေ့ကအသေခံဘုံခွဲတိုက်ခတ်ခဲ့တာဖြစ်ပြီးအာဏာပိုင်တွေကတော့ IS အဖွဲ့ရဲ့အဖွဲ့ဝင်တယောက်ကိုပြစ်တင်ခဲ့ပါတယ်။အကြမ်းဖက်အဖွဲ့နဲ့ဆက်နွယ်နေတဲ့အသေခံတိုက်ခိုက်သူဟာ မြို့တော်ဒမက်စကတ်ရဲ့စင်အလီယက်ဖျားကြောင့်အတွင်ကိုဝင်ရောက်လာပြီးနောက်တနက်နဲ့ပြစ်ခတ်ကခဘက်ကပောက်ကွဲစေတဲ့အရာကိုဖောက်ခွဲခဲ့တာဖြစ်တယ်လို့ပြည်ထရေးဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ကျန်းမာရေးဝင်ကြီးဌာနရဲ့အစောပိုင်းထုတ်ပြန်ချက်အရအယက်သားသစ်ဆုံးမှုအရေးအတွက်တိုးလာနိုင်တယ်လို့သိရပါတယ်။2024ခုနှစ်ဒီဇင်ဘာလမှာတက်တန်းကြအုပ်ချုပ်ခဲ့တဲ့ဆီးရီးယားအာဏာရှင်တမတန်ဟောင်းဘာရှောင်းအီလ်အာဆတ်ကိုအစ္စလာမစ်ဥဆောင်တဲ့တပ်ဖွဲ့တွေဖြုတ်ချပြီးတဲ့နောက်ပိုင်း စီးရီးယားနိုင်ငံမြို့တော်မှာအခုလိုပထမဆုံးအကြိမ်ဘာသာရေးကြောင်းတစ်ခုပုံခွေတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ပြည်ရင်းစစ်ဖြစ်ပွားပြီးနောက်ပိုင်းပထမအဦးဆုံးဖျားကြောင်းတစ်ခုကိုတိုက်ခိုက်ကြဖြစ်ပြီးနိုင်ငံတကာအသိုင်းအဝိုင်းကရှုတ်ရှားခဲ့ကြပါတယ်ရှင်။